တွေမင်္ဂလာပါဗျာဒီနေ့က6ရက်17လပိုင်း2025ဖြစ်ပါတယ်ဗျာအမျိုးတွေကိုဒီနေ့ဥစဉ်ပြောကျင်လာလဲဆိုလို့ရှိရင်ညင်ကြံကထညက်ခဲအကြောင်းပြောကျင်လို့ပါဗျာထညက်ခဲဆိုတာကထညက်ကိုခဲတယ်ဆိုရင်တော့ဘာလဲဆိုတော့ခင်ဗျားတို့လည်းတွေးပေါ့နော်သူတကယ်တမ်းမိုက်မိုက်ခဲမဟုတ်ပါဗျာနော်ထညက်ကိုခဲတာခွေးပဲရှိပါတယ်နော်ဒါလေးလည်းသိသိချင်းပါဗျာနော်အမချောင်းနဲ့ဆိုတဲ့စကားကဘလို့ပြောတယ်ဟုတ်လားအမချောင်းနဲ့ဆိုတဲ့စကားဟောင်စီနဲ့ ခေါင်းစီနဲ့တွေ့ပြီးကြတဲ့ကထင်ရခဲလဲတော်တော်ကြီးကိုဟောပါနော်ခေါင်းစီလိုခေါင်းတက်လာတယ်ပေါ့နော်တိတ်ပြီးမစစ်ကိုစိတ်ဝင်စားတော့အဲ့ဒါခိုက်ထားအောင်စိတ်ဝင်စားပဲနဲ့လေနဲ့ပဲတိုက်တူတာလေနဲ့ပဲနေတော့တာလေနဲ့တိုက်တယ်လေနဲ့နေတယ်ဆိုတာကတို့တို့ကွင်တက်တယ်လေအလက်လက်ချမ်းသာရတယ်လို့ပါစီဝါရေးရာကြည့်မယ်ဆိုတော့လေအစဉ်ပြေတာပေါ့ဗျာအစဉ်ပြေတာပေါ့နော်အဲ့ဒါကြောင့်မလို့ထညာခဲအကြောင်းအထညာခဲအကြောင်းပြောကြထညာခဲက အခုတညက်ခဲရနထိုးကြီးမြင်းကြံပဲမှာသူကဥဆောင်တာပေါ့ဗျာတညက်ခဲဆိုတာဟုတ်လားမမဲခဲဆိုတာတညက်ခဲဆိုတာဟုတ်လားခွေးခဲဆိုတာမတည်ဘူးအဲ့တော့အဲ့ဘက်မှာသူဥဆောင်နေဒါပေမဲ့ပြောချင်တာကအခုသူကဘယ်မှာလဲဘယ်မှာနေရတော့ဒီအဲ့မှာအခုနထိုးကြီးဘက်မှာစစ်ကြောင်းထိုးနေရလေမဟုတ်မလို့ဖွဲရလဲဟိုဘက်ကနေသက်တိုက်ထိုးနေရလေလည်းဘောကတော့ဘာဖြစ်တယ်ညာဖြစ်တယ်မြင်းရအောင်လားဗျအခုအဲ့တိုက်ရိုက်ချလိုက်တိုက်ရိုက်လုပ်လိဒါထိုးတဲ့ခါမှာရှင်ထိုးလိဗျာဟုတ်လား ဘာဘာအเจ้าရရမိုးကုတ်ကိုဆစ်ပူသွားတယ်မိုးကုတ်ကိုငါတို့လာပြီမိုးကုတ်ကိုငါတို့ဖြစ်ပြောလာမိုးကုတ်ကိုငါတို့တိုက်ဖို့လာပြီဆိုရင်မအားချောင်းမနေနဲ့အားချောင်းမနေနဲ့ကြာလာမင်းတတ်တည်ရှိရင်တခါတိုက်ကြာလာတကယ်မိုးကုတ်မှာဒါတခုတော့ဝင်လာပါတယ်မင်းတို့တွေတကယ်လို့မင်းတို့ပြောရတဲ့အတိုင်းမိုးကုတ်မှာမင်းတို့ရှိတယ်ဆိုရင်တကယ်ဝင်လာတယ်မင်းတို့တွေမိုးကုတ်မှာတကယ်စုနေတယ်ဆိုရင်တကယ်အတိုက်ထက်ကိုဝင်လာတယ်ကွာအတိုက်ထက်ကိုဝင်တာနော်မင်းတို့တတ်မတော်စစ်ကြောင်းကလည်းထူးထူးတွေရှာစရာမလိုတော့တာပေါ့ကွာထူးထူးတွေမလိုတော့တာပေါ့ကြာလာထူးထူးတွေမလိုတော့နော်အဲ့တော့ မိုက်ခဲနဲ့ဟောင်စီတို့ကိုပြောလိုက်ဟောင်စီကလည်းပေါက်ကိုတော့မကြသေးမကြတော့ဘူးပြောမဲ့စကားဟောင်စီမင်းကိုငါပြောရပါဒီကဒီလောက်ကိုရင်ပေါက်ကိုတော့ထိုင်အောင်ပြန်လာမယ်နော်ပြန်လာမယ်အဲ့တော့မင်းကမင်းငါကမင်းမြန်မာနိုင်ငံမှာရှိတဲ့သူတွေကိုဘာလို့မဲ့ညာလို့မဲ့ဆက်ခေါ်တယ်အခုငါပြန်တော့လေဟာပြန်ပြီးမှပြောတာတွေရောပြန်ပြီးမှမင်းတကယ်ဟောင်စီမင်းဟာတာတွေရန်ပြောရတယ်နော်ဟာတာတွေမင်းရန်စကားဟာတာတွေမင်းလူရှင်တော်လောက်အောင်မလူရှင်တော်လောက်အောင်မဟုတ်လားလူရှင်တော်လောက်အောင် ါဆိုမင်းပြောတဲ့ဇာတ်ကားတွေကအရန်စီရမှာဟောင်းစီကြလားအဲ့ဇာတ်ကားကမင်းကငါပြောရမယ့်ဇာတ်ကားကြလားအဲ့ဒါကိုလည်းမင်းမမေ့နဲ့နော်အဲ့ဒါတွေအရန်ပြောနေလို့ပြောခြင်းနဲ့လက်တွေ့နော်အဲ့တော့ဘသူကလက်တွေ့အကောင့်ထဲဖော်နိုင်တယ်လဲဆိုတာကိုလည်းဟောင်းစီကကိုကိုကိုကယူဆိုင်မင်းနာမှာရှိတဲ့လူတွေကိုလည်းဟုတ်လားကယူဆိုင်ဟုတ်လားမင်းနာမှာရှိတဲ့လူတွေမင်းပတ်ဝန်းကျင်မှာရှိတဲ့လူတွေကိုလည်းကယူဆိုင်ရမယ်နော်ကယူဆိုင်ရမယ်ဒါလေးကိုမင်းတိအောင်ပြောပြခြင်းဖြစ်ပါတယ်တိအောင်ငါပြောပြခြင်းဖြစ်တယ်နော်မင်းနာမှာရှိတဲ့လူတွေမင်းနာမှာနေတဲ့လူတွေကိုကယူဆိုင်ဟုတ်လား မင်းကဘယ်သူမှတက်လို့မသိဘူးမင်းသားအကောင်ညာပဲမင်းတက်လို့နေမှာမင်းသားအကောင်ညာမင်းဖမ်းလို့ဖြစ်မှာကြလားဟုတ်ကူတော့အဲ့လောက်ထိမင်းဟုတ်လားမင်းမဟာချိုင်မကလို့ဘယ်နေရာပဲတော့တော့ဘယ်နေရာပဲလာလာမင်းကြောမလုံးစေရအောင်နော်ဟောင်းစီအတွက်ပြောတာပါဒါတော့ဟုတ်လားဟောင်းစီအတွက်ပြောတာနော်မင်းပပကိုပြင်မတဲ့တူတိုင်းအတက်ဆိုးမရှိဘူးကြလားမင်းမမောက်ပြင်မတူတိုင်းတက်ဆိုးမရှိဘူးအဲ့တော့မိုက်မိုက်မင်းဒီမင်းသားဟိုပြပမှာနေပြီးမှဟောင်းကျင်နဲ့ဟောင်းနေဟုတ်လားအဲ့မိုက်မိုက်ထဲလဲမဲ့လာဒီလာကိုညီမကုန်မှာကြလားဟောင်းစီ မင်းနဲ့ဟိုပါဘောเนาะတောင်းစားနေတဲ့မိုက်မိုက်ခဲလာထိုင်ရခဲလာသူလည်းဒီလကုံညီမကုံပါကြလားเนาะဒီလမဒီလတော့မကုံတော့ပါဘူးဒီလတော့မကုံတော့ပါဘူးเนาะအဲ့မင်းမိုက်မိုက်ခဲလာထိုင်ရခဲကိုပြောလိုက်စင်ဘောကတူအောင်ခွေးမကြောက်ဘူးလို့ဒါကြီးဟောင်းမနေနဲ့လို့เนาะမင်းတကယ်တက်တည်ရှင်မြင်ကြမှာမိုက်ယူမတော့ဖွဲ့ရောစေကြောင်းနေရောနှထွေးပဲဒီမှာထိုးနေအဲ့အဲ့မှာတခါလေဟုတ်လားငါဒီမှာရှိတယ်ငါဒီမြန်မာနဲ့မင်းတို့လာခဲဆိုပြီးမှစိန်ခေါ်လို့ကြလားအဲ့လိုစိန်ခေါ်ခိုင်းเนาะ အာမောဂုတ်ကိုတွားပြီးစေကူလာလို့လို့မောဂုတ်ကိုတွားရင်မှပဲဘာမှဆက်အကြံထမ်းထုတ်မနေနဲ့ကြလားအချိန်တိုင်တော့မင်းအချိန်တိုင်တော့မင်းကြေးတယ်မသွားဘူးမင်းအချိန်တိုင်မင်းသေပေးရမှာကြလားမမေကမင်းလာမကုန်ယူဆိုင်နော်ဘာမင်းပပမပြင်းမထိုက်သူမင်းပြင်းမနေရတဲ့အတွက်ကြောင့်နော်နောက်စားလေးဖက်ပြခြင်းတော့ပဲနော်စစ်ပွဲကိုနိုင်ခြင်းစစ်တူကြီးကိုအရင်တက်ရတယ်တဲ့ဒီပွဲကိုနိုင်ခြင်းစစ်တက်ထောက်တောက်တိုင်တွေကိုအရင်ရှင်းမှရမယ်တဲ့ပေါ့ကူတော်ဝါတော်ကကြော်စိုးမင်းကြော်စိုးတိတာယူမလို့ဒီငါးယောက်ကို ဟောနော်အရင်စမုံလုံးပေးလိုက်ရင်တိုက်ပြီးတော့ခွဲအေးကျသွားမယ်တဲ့။ဩပေါ့ကိုတော့သူတို့အဲ့လောက်ထိတော့ကြောက်ကြတာလား။ပေါ့ကိုတော့အဲ့လောက်ထိတော့လိုက်ကြတာလား။ဘာလဲလက်ပါမရှိတဲ့ကိုတော့ဟို။လက်နဲ့မှရှိရင်သူတို့ဘယ်လောက်မှလမ်းမလဲ။ဘာလဲလက်ပါမရှိတဲ့ဒီပါဇက်စပီကာဓမ္မတော့သူတို့တွေကြောက်ကြတယ်ဆိုတော့နော်။ဟိုကျော်မြင့်မင်းတို့ဆိုလဲနိုင်ငံတော်ဒီပါဇက်စပီကာဓမ္မတွေဟောကိုကျော်စိုးဆိုလဲဟောမယူမုံကြောက်တယ်ဆိုတော့ဒီကျမှလက်ခံတယ်။ဟိုကတော့ဝါတော့အခွဲကိုကြောက်တယ်ဆိုတော့လက်ခံတယ်။ပေါ့ကိုတော့ကြောက်တယ်ဆိုတော့လက်ခံလို့မရဘူးကွာကြက်လား။ နော်အဖိုးကြီးနှစ်ပါးကိုကြောက်တယ်ဆိုတော့လက်ဖိုးကြီးနှစ်ပါးမှာဗာလည်းလည်းမကင်ထားတာလည်းမဟုတ်ဘူးနော်မင်းတို့ကြောက်ရမှာတကယ်တမ်းကြာကျော်စိုးဦးလည်းမကြောက်ပါဘူးဥပဒဝလည်းမကြောက်ပါဘူးဟုတ်လားကိုကျော်မျိုးမင်းလည်းမကြောက်ပါဘူးမင်းတို့ကြောက်ရမှာမတ်ယူမွန်ကိုကြောက်ရမှာမတ်ယူမွန်ကတော့မင်းတို့လိုက်လေရှာနေတာဖြစ်တယ်လို့မင်းတို့စမုံတုံးတယ်ဆိုတော့အဲမင်းတို့စမုံတုံးပြီမှာဟိုကကြားလားအဲမတ်ယူမွန်ဆိုတဲ့ဟိုကဖိုက်တာနော်ဂျက်ဟိုကဂျက်မာဖိုက်တာပေါ့ကွာသူကတော့မင်းတို့စမုံတုံးပြီမှာကြားလားအဲ့တော့မင်းတို့ကိုကိုကိုပောက်ကိုတော်တို့မကြောက်နဲ့နော် ပေါ့ကတော့ပြမားတဲ့လူတိုင်းလူတိုင်းကတော့တဆိုးမရှိဘူးဆိုတော့ဘယ်လိုကောင်းကောင်းမြဲမြဲမှတ်တာနော်အဲ့တော့မမက်ခဲမေဒီလာကိုအောင်အသက်ရှိအောင်နေပါလို့ရဲ့ပြောချင်တယ်ဟောင်းစီတားကြီးမဟောင်းနဲ့တားကြီးမဟောင်းနဲ့ဟာလာတွေအရင်မပြောပါနဲ့ဟာလာတွေအရင်မပြောပါနဲ့နော်ယူကောက်ပွဲအောင်မြင်သွားယူကောက်ပွဲဖြစ်သွားပြီဆိုယူကောက်ပွဲလည်းပြီးသွားပြီဆိုလို့ရှိရင်မင်းတို့ကထိုင်းထောင်နဲ့ပဲပြန်သွားမလားဒါပေမဲ့မင်းတို့အချင်းချင်းတက်လို့ပဲသေမလား ဒါမှမဟုတ်မြန်မာနိုင်ငံဝယ်ပြန်လွှဲမလားမင်းအဲ့တုံးကိုတည်းကြိုက်ထားအောင်ယူကြိုက်ထားအောင်ယူနော်ဒီတစ်ခါတော့ဦးစင်ရွေးချယ်ပေးမဲ့အမတ်လောင်းကတော့ပြည်တော်စုစံခိုင်ရင်နဲ့ဖွံ့ဖြိုးရေးပါတီပြည်သူ့လူတော်ကိုယ်စားလှယ်လောင်းဇေယတိတိမြို့နယ်ကဝင်ရောက်ရှင်ပြိုင်မဲ့စံခိုင်ရင်ဥက္ကဋ္ဌတကာကြီးဥခိန်ရဲ့အကြောင်းလေးကိုဦးစင်ကပြောပြမှာဖြစ်ပါလေဗျာဥခိန်ရဲ့အကြောင်းလေးကတော့အားလုံးလည်း သိကြပြီလဲထင်ပါတယ်ဗျာเนาะဥခင်ယာဘလို့လူသားမျိုးလဲဘလို့ဘောကိုဘလို့ဖြတ်တန်းခဲ့ရတယ်လဲဆိုလို့ရှိရင်ဥခင်ယီဆိုရင်ဒီပါเนาะသူ့ရဲ့မွေးခွာရဇာတိဆိုရင်အရာဝတိုင်းဒေတာကြီးမြောင်းသားမျိုးနဲ့ကိုယ်ရဲ့ကြေးရွာဗမာဗုဒ္ဓဘောဗျာပညာရေးချင်းမှာဝိဇ္ဇာဘွဲ့စစ်တပ်ကလို့တခါကြီးရရှိခဲ့တဲ့ဘွဲ့တွေမှာဆိုမဟာဝိဇ္ဇာဘွဲ့ကာကွယ်ရေးပညာတိတိပြန်ချီဝင်နာကြော်ထင်ဘွဲ့နိုင်ငံတော်မှာ နိုင်ငံတော်ကြီးဂုံတူဂုံအောင်လက်မှတ်လူမှုထွန်းချွတ်ပထမစစ်စည်းဝါဒါလေးအများကြီးပါပြတွေ့ရတယ်ပြောမယ်ဆိုလို့ရှိရနော်ဒါဒုတိယဥက္ကဋ္ဌမြန်မာနိုင်ငံတော်အများကြီးဥခိန်ရနော်အဲ့တော့ဘုံမှုချုပ်ပေါ်ပြတမတော်ကြီးပေါ့ရဲချုပ်ပေါ်ကမှလည်းရဲချုပ်လည်းဖြစ်ခဲ့တယ်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဒုတိယဝန်ကြီးပြည်ထောင်စုဝန်ကြီးဌာနရဲရဲချုပ်တာဝန်မှုတွေပြည်ထောင်စုဝန်ကြီးလူမှုကြီးကြပ်ရေးနဲ့ပြည်သူဟိုဟာအင်အားဝန်ကြီးဌာနနော်ဟိုနိုင်ငံတော်ဆက်ဆံရေးနဲ့ ဒေတော်စုကြန့်ခိုင်းတဲ့ဖွံ့ဖြိုးရေးကောင်စီလက်ရှိလက်ဥက္ကဋ္ဌပေါ်ပြနော်ဥခိညာဥခိညာအခုလိုတို့ဘဝတွေမှာနိုင်ငံတော်ရဲ့အကျိုးပြုတွေကတော့ပြောရပြတော့ကိုအများကြီးရှိခဲ့တယ်ဗျာနော်ဒီအခုဥခိညာတို့တို့အစိုးရပေါ်ဗျာဒါဥက္ကဋ္ဌရာတခုခုမှာအကြီးကဲတနေရာပေါ့ဗျာနော်ရရှိခဲ့မယ်သူအလုပ်မဲ့ဆိုရသူရဲ့လုပ်ငန်းအတွေ့အကြုံတွေလည်းအများကြီးရှိတယ်နော်ဦးစင်းအာမခံချက်ကတော့နိုင်ငံက ကောင်းသားမှာနိုင်ငံပြုပြင်ပြောင်းလဲမှုပြောင်းလဲမှုတစ်ခုဖြစ်မဲ့ဆိုတော့ဥစဉ်ရရဲကြီးအာမခံရပါလိမ့်ဗျာနော်။ဒါကြောင့်မလို့ဥခင်းရသူအာမခံကျဲလေသူပြေးထားရရတော့အများကြီးပါဗျာနော်။ဥခင်းရအာမခံကျဲတည်လဲအများကြီးပြေးထားရလို့ဥခင်းသွားရောက်ဒီမှာနိုင်ငံတကာအတွေ့အကြုံမှာဆိုလဲဥခင်းရတော်တော်လေးရှိပါလိမ့်ဗျာနော်။အဲ့တော့ဥခင်းရရဲ့ရေချင်းဟာပါလီပါချက်မဟုတ်ပါဘူးဗျာနော်။ ဟိုဟာပေါ့ဗျတချို့ဆိုလို့ရှိရင်ဘာပေါ့ညာဘွယ်အာအင်္ဂလန်ဝေးယူအင်္ဂလိပ်လိုပြောတတ်တယ်ဘာဖြစ်တယ်အင်္ဂလိပ်လိုပဲပြောတာပြောတာအင်္ဂလန်ဘာကြီးပဲယူယူယူဘယ်လိုဟာကြီးပဲယူယူဗျာနိုင်ငံရေးအတွေ့အကြုံရောစီးပွားရေးအတွေ့အကြုံရောနိုင်ငံတကာအတွေ့အကြုံရောဒီတိုင်းမျိုးအုပ်ချုပ်မဲ့သူရဲ့အတွေ့အကြုံကအဖက်ဖက်ကပြည်စုံနေမှသာလျင်အဆင်ပြေမှဖြစ်ပါလိမ့်ဗျာနော်အဆင်ပြေမှဖြစ်ပါတယ်အဲ့တော့ဘုခင်ရဲ့အမဂန်ချက်တွေတော့ပေးထားတယ်ဗျာနော်ဘုခင်ရဲ့အမဂန်ချက်တွေကဘာကြီးလဲဆိုလို့ရှိရင်တဲ့ တရားဥပဒေစိုးမိုးရေးအတွက်ကိုတဲ့စိတ်เนาะစိတ်ချစေရမည်တဲ့စာဝတ်နေရေးပုံမအစဉ်ပြေစေရမည်တဲ့တောင်လူလယ်ဓမ္မများကျွေးမိတန်တရားမှလွတ်မြောက်ရေးဘဝတဲ့ဟိုတဲ့ပိုင်ဆိုင်စေရမည်တဲ့အလौဓမ္မများကဏ္ဍအစဉ်ပြေရမည်တဲ့ဝန်ထမ်းအငိမ့်စားများဘဝပုံမတိုးတက်စေရမည်တဲ့လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရမည်မူရစေဝါများတားဆီးနေနေတဲ့လူကုန်လူကုန်မှုလူမောင်အိုအထီးရောက်စွာတိုက်ခိုက် မှုများပေါ့နော်ဒါလည်းပပျောက်ဆရာမျိုးသမီးနဲ့ကလေးသူငယ်များလုံခြုံစေရမည်တဲ့မတန်ဆွမ်းတဲ့အခွင့်အလမ်းဖန်တီးမှုများကိုကူညီစောင့်ရှောက်စေရမည်တဲ့အလောက်ကိုင်တဲ့အခွင့်အလမ်းများလည်းပုံမှုရရှိစေရမည်မတရားမှုနဲ့မမျှတမှုများအကြရီများကိုလည်းတိုက်ဖြတ်မည်တဲ့အခြေခံကျမ်းမာရေးနဲ့စောင့်ရှောက်မှုတိုးချဲ့ဆောင်ရွက်မည်တဲ့ဒီဇယ်ဥပဒေကိုလက်ရှိချင်းနေနဲ့ကန့်ညင်အောင်ပြင်ဆင်ဖြစ်ဆွဲမည်တဲ့ထာဝရငြိမ်းချမ်းရေးရရှိအောင်ကြိုးပမ်းမည်တဲ့ဗန္ဒာရေးနဲ့ငွေကြေးပြားဒါလည်းနော်အဲ့တော့အများကြီးဥက္ကဋ္ဌရလို့အမကန်ချက်တွေပေးထားပါတော့နော်ကျွန်တော်လေးတဲ့ ပညာလေပါနဲ့အတွေ့အကြုံများတဲ့ပြည်ပြည်ဆိုပြီးနိုင်ငံအတော်ဝင်များကိုတဲ့ကာလရှည်စွာရရှိခဲ့တာဝန်ထမ်းဆောင်ခဲ့တယ်ပြောတာနိုင်ငံစီဝါရဲ့ဖက်ဖက်မှာလူတော်တာဝန်ထမ်းဆောင်ခဲ့တာအများကြီးရှိပေါ့နော်ကျွန်တော်ကိုတဲ့ဂျုံကြီးထောက်ခံပေးပြကြဖို့တဲ့ပန်ကြပါတယ်တဲ့အခုခင်ရသူ့ရဲ့ဒါလောင်းလဲမှုလေးကသူ့ကိုတဲ့ဂျုံကြီးကြီးနဲ့လားတဲ့ဒီမဲပေးကြပါပေါ့နော်မဲပေးကြပါဒါတော့ဒါဒါဥစဉ်တို့လည်းဥခင်ကြီးကိုတော့ဒါယုံကြည်တဲ့ဥခင်ကြီးဖြစ်သွားမယ်ဥခင်ကြီးဒါတနည်းအားဖြစ်သွားမယ်ဆိုလို့ရှိရင် ုခိန်ဒီရဲချုပ်ဘဝမှာလဲတာဝန်ထမ်းဆောင်ခဲ့တယ်။ဘာကဝင်းကြီးညမယ်လဲတာဝန်ထမ်းဆောင်ခဲ့တာအများကြီးရှိပါတယ်နော်အများကြီးရှိပါတယ်။အဲ့တော့ဥခိန်ကြီးကဒီလက်ရှိမြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုလည်းတိကျမှကပြုပြင်ပြောင်းလဲပေးမယ်တဲ့။မြန်မာနိုင်ငံရဲတပ်ဖွဲ့တိကျမှကတိုးတက်အောင်ပေါ့ဗျာတိုးတက်အောင်ဆဆရရရကိုလည်းဒီကတိတွေအမျိုးမျိုးပေးထားတာကြီးလည်းအများကြီးရှိတယ်ဗျာနော်။အဲ့တော့မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူများအားလုံးကိုပောက်ကိုတော့ကပြောချင်တယ်လဲဆိုလို့ရှိရင် ယုံယုံကြည်ကြည်နဲ့ပေါ့ဗျာနော်ယုံယုံကြည်ကြည်နဲ့မဲပေးဖို့ပါပြည်သူလူတဲ့ကိုယ်စားလောင်ဇယတိတိမြို့နယ်ကနေဥခိန်ရနေဝင်းပြိုင်မှာအဲ့တော့ဇယတိတိမြို့နယ်မှာရှိတဲ့ပြည်သူများနဲ့အခြေခံလူတန်းသားများအကုန်လုံးအကုန်လုံးပေါ့ဗျာဝန်ထမ်းမိသားစုရဲအကုန်လုံးဌာနဆိုင်ရာအကုန်လုံးဇယတိတိမြို့နယ်မှာရှိတဲ့ကြီးပါပေါင်းများစွာဒီဥခိန်နဲ့ပတ်သက်ပြီးဦးစင်းတော့80 90မဟုတ်ဘူးပြတရားခိုင်တော့အာမခံပါလေဘာလို့အာမခံတာလဲဥခင်ရည်ဒီနိုင်ငံကိုပြုပြင်ပြောင်းလဲပေးနိုင်တယ် ဒုတိယဥတိန်စိန်လို့ပြောရင်လည်းမမားပါဘူးဗျ။เนาะဒုတိယဥတိန်စိန်လို့ပြောရင်လည်းမမားပါဘူး။အဲ့တော့သူကိုယ်တိုင်လည်းလက်တွေ့ပြောင်းလဲမှုတွေလုပ်ခဲ့တယ်။ဥခင်ရည်ဒီရဲချုပ်ဘဝမှာဖြစ်ခဲ့တော့ကလည်းဒီညဒီချိန်ထိဥခင်ကိုရဲတွေချစ်တော့မဲ့။ဒီညဒီချိန်ထိဥခင်ကိုသူတို့ရဲ့ပါဇက်မှာတန်းတာတော့မဲ့။ပန်းတရင်တော့လေညစ်ဆောင်ဟုတ်လားရွှေကောင်းမကောင်းဖျောင်းဟာတက်တယ်လူတရင်တော့လူချင်းဆောင်ဆိုတော့လေအဲ့ဥခင်ကြီးကောင်းမကောင်းကိုအပြင်မှာနောက်ထောင်ကြည့်လိုက်လို့ရှိရင်ဥခင်ရဲ့ သမိုင်းကြောင်းကအရန်ကိုလှပါတယ်အရန်လည်းကောင်းပါတယ်ဗျာနော်။ဒါကြောင့်မို့လို့အပြည်သူများအားလုံးနဲ့ဇေယတိတိမြို့နယ်မှာရှိတဲ့အားလုံးအားလုံးပြည်သူများအားလုံးနဲ့ဒီရဲဝင်တဲ့မိသားစုတွေအားလုံးအကုန်လုံးပေါ်ပြဌာနဆိုင်ရာတပ်မတော်အကုန်လုံးပေါ့နော်။ဥက္ကိဉ္ကိုယုံကြည်ကြည်နဲ့နော်ပြည်သူလူထုကိုတလဲလောင်းဇေယတိတိမြို့နယ်ဝင်ပြိုင်မှာဖြစ်တဲ့ကြောင့်ဖြစ်တဲ့အတွက်ကြောင့်ယုံယုံကြည်ကြည်နဲ့မဲပေးကြပါ။ယုံယုံကြည်ကြည်နဲ့ပုံအော်ပြီးမှပေးကြပါဗျာနော်။ ဒရာဒီဒီမြို့နယ်တွေမှာမြန်မာနိုင်ငံတနိုင်ငံလုံးမှာပြုပြင်ပြောင်းလဲပေးမဲ့တူဆိုတာကိုဥစဉ်တို့ကတော့တရားခိုင်တော့ယုံပါလေဗျ။ရဟန်းရှင်လူများအားလုံးလည်းရှင်ဖျားတို့တက္ကရာကမတွေရှိရင်တော့ဒါတပည့်တော်ကတော့ဥခိယမျိုးပါလာတာရဏတွေရောတိုင်းပြည်အတွေရောအာကိုအားထားရမယ်။ဒီလိုလို့တော့ကိုယ်စလဲလောင်းလို့ပဲတပည့်တော်ကတော့တရားခိုင်တော့ယုံကြည်ပါလေဗျာနော်။တရားခိုင်တော့ယုံကြည်ပါလေ။အဲ့တော့တပည့်တော်တို့တိုင်းပြည်တိုးတက်ဖို့တပည့်တော်တို့အမျိုးပါလာတာရဏတွေအားလုံးပေါ်ပြအဆဆရာတိုးတက်ဖို့ဆိုရင်တော့ ခုခင်ယူတပြို့တို့အနေနဲ့ယုံကြည်ဖို့ဟာအတွက်ကိုတော့ဒါတက္ကရာကမတွေလည်းတိုက်တွန်းဖို့ဟာအတွက်ကိုတပြို့လေးနဲ့ပြောချင်ပါတယ်ဗျာအားလုံးတော်ပါပဲဗျာ